โอเคမင်္ဂလာပါဗျ 2DKMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါလေဗျမနက်ကတော့3ည3ဆိုတော့လဲဘယ်လိုပြောရမလဲပေါ့เนาะတလုံးမှာတော့မတူဘူးပေါ့ ော် channel မျိုးတွေလည်းကျွန်တော်အားတော့နားလိုက်ပါတော့တွေ့ပြရတယ်မှန်မှန်တော့ဖြစ်တဲ့အတွက်တော့အားနာတယ်ဗျအကောင်းဆုံးတော့ကြိုးစားထားတာပဲပေါ့နော်အခုမှလည်းကျွန်တော်တို့1ချိန်2ချိန်ဒီတွဲနေတော့ပြီးပေါက်ပေးတာလေးကိုကျွန်တော်တွက်ပြပေးမယ်ဗျာ โอเคပြအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်မနေ့ကထေးစီလိုင်းကိုပဲထပ်ပြီးတွက်ပြပေးရမလားဒါမှမဟုတ်လေကျွန်တော်ဒီနေ့ဝမ်းကျင်ပြီးပါပဲတွက်ပြပေးရမလားပေါ့နော်ကျွန်တော်စဉ်းတော့စဉ်းစားနေတယ်ဒါပေမဲ့ကျွန်တော်ဝမ်းကျင်ပြီးပါပဲတွက်ပြပေးလိုက်တော့မယ်ဗျ တော့ဒီမှာ3ရဲ့ခွင်ရဲ့ဒီရဲ့3ရဲ့3လုံးပေါင်းခြင်းဒီ3 3ပါဝါဒီ8 3 8ဒီတော့ဒီမှာအချိန်ပြဒီ3 8အချိန်မှာကျွန်တော်တို့3ခွင်ဆိုတော့3ထွက်တယ်ပြနောက်တစ်ပင်ရလဲကျွန်တော်တို့3ညာရဲ့ဒီရဲ့8ရဲ့ဒီရဲ့3ရဲ့3ညာ8 3ပေါင်းခြင်းဒီ1 1ပါဝါဒီ6 1 6ဒီကျွန်တော်ဒီမှာအချိန်ပြ ဒီ1 6အချိန်မှာလဲ6 6ထွက်တော့6 ठी ရယ်နောက်တစ်ပင်က2ရယ်1ကပေါင်းခြင်းဒီ3 3နဲ့ဒီရယ်8နဲ့ပေါင်းတော့1 1 1 8ပေါင်းခြင်းဒီကျော်1ပေါ့နော်1ရဲ့ပါဝါဒီ6 1 6ကျော်ဒီမှာအချိန်ပြဆိုဒီ1 6အချိန်မှာ30ဆိုတော့1 ठी တယ်ဗျဒါဆိုကျော်ဒီနေ့မှာ1ချိန်ဒီ ဘာပဲဒီညနေပေါ့မယ်လေတဲ့တွက်တာတွက်တဲ့ဟုတ်ခဲ့ပါဗျာနော်။နော်လည်းအကောင်းဆုံးတော့ကြိုးစားပေးတာပဲပေါ့နော်။ဒါပေမဲ့လည်းပေါက်ကန်းရတော့မဖြစ်သေးဘူးဗျာ။ဒါဆိုရင်ကျော်ဒီနေ့မှာ9ရက်8ကပေါင်းချင်းဒီခွန်ခွန်နဲ့ဒီရက်တက်နဲ့ပေါင်းတော့8ဟို9 8ပေါင်းချင်းဒီ10ဖြစ်လို့10ရဲ့ပါဝါဒီ3 8 3ဒီကျွန်တော်ဒီမှာအချိန်မြတ် တော့ဒီမှာ3ရဲ့ခွင်ရဲ့ဒီရဲ့3ရဲ့3လုံးပေါင်းချင်းဒီ3 3ပါဝါဒီ6 3ရဲ့အချိန်မှာ3ခွင်ထွက်တော့3ထီတယ်နောက်တစ်ပြန်ဒီလဲ3ညရဲ့6ရဲ့3ရဲ့3လုံးပေါင်းချင်းဒီ1 1ပါဝါဒီ6 1 6အချိန်မှာ6 6ထွက်တော့6ထီရေဗျနောက်တစ်ပြန်က2ရဲ့1ရဲ့ဒီရဲ့6ကဲ3လုံးပေါင်းချင်းဒီ1 1ပါဝါဒီ6 1 6အချိန်မှာလဲ30ဆိုတော့1ထီတယ်ဒါကြောင့်မို့ဒီနေ့အတွက်1ချင်းဒီ9ရဲ့8ကပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရဲ့1နဲ့ပေါင်းတော့8 ရှစ်ပါဝါဒီ3ရှစ်သုံးဒီအချိန်မြတ်ဟုတ်ကဲ့ပြားလေးမဒီဝမ်းကျင်းလေးနားလေးမထင်တော့ဘောနော်ဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ်ဝမ်းကျင်းဒီ ရှေ့ရဲ့ရှေ့ရဲ့ဒီရဲ့လေးရဲ့သုံးလုံးပေါင်းခြင်းဒီတုံညာတုံညာရဲ့နှက်ခက်ဒီခွန်းတုံညာခွန်းဒီကျွန်တော်ဒီမှာအချိန်ပြကျော်ဒီ၃ညခွန်အချိန်မှာလဲ၃ခွန်ထွက်တော့ခွန်ထိတယ်ဒီမှာဒီလဲကျွန်တော်ဝမ်းကျင်းဒီ၃ရှစ်အချိန်နဲ့၃ညခွန်အချိန်နဲ့တွဲရမှာပေါ့နော်တွဲရင်ဒီက၃ဒီကခွန်နဲ့၃ခွန်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြန်က၁ရဲ့၃ရဲ့ပေါင်းခြင်းဒီလေး၄နဲ့ဒီကခွန်နဲ့ပေါင်းတော့၁ ဒီသုံးလုံးပုံချင်းဒီတစ်ဖြစ်လို့တစ်ရဲ့နှစ်ခက်ဒီရှစ်တစ်ရဲ့ဒီကျွန်တော်ဒီမှာအချိန်မြတ်ဟိုဒီတစ်ရဲ့အချိန်မှာလဲရှစ်ချောက်ထွက်တော့ရှစ်ထီတယ်ဒီမှာလဲကျွန်တော်တို့ဝမ်းချင်းဒီတစ်ချောက်အချိန်တစ်ရဲ့အချိန်ပေါ့နော်တွဲရင်လဲကျွန်တော်ဒီရရှစ်ဒီရချောက်နဲ့ရှစ်ချောက်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီလဲရှစ်ရဲ့သုံးရဲ့ပုံချင်းဒီတစ်တစ်နဲ့ဒီရချောက်နဲ့ပုံတော့ခွန်းကျွန်တော်ရှစ်သုံးချောက်ပုံချင်းဒီခွန်းဖြစ်လို့ ခွင်ရဲ့နက်ခတ်ဒီ၃ညခွင်၃ညဒီတော့ဒီမှာအချိန်ပြဟိုခွင်၃ညအချိန်မှာလဲ၁၀ထွက်တော့၃ညထီလဲဒီမှာဒီလဲ1ကျိန်းဒီကျော်တော့၁၆အချိန်ခွင်၃ညအချိန်ပေါ့နော်ဒီမှာဒီဒီရ၁ဒီရ၃ညနဲ့၁၀ဆိုပြီးတော့ထွက်တယ်ဗျကျင်းကြီးအောင်လည်းနှစ်နာရီခန့်ပြောပါတယ်နှစ်နာရီခန့်တော့ကျွန်တော်မကြည့်မိဘူးပေါ့နော်။ဒါဆိုကျွန်တော်ဒီနေ့မှာ1ကျင်းဒီ4ရက်8ကပေါင်းကျင်းဒီနှစ်နှစ်နဲ့ဒီရ3ညနဲ့ပေါင်းတော့လေနှစ်ပဲဗျ။4 8 3ညပေါင်းကျင်းဒီနှစ်ဖြစ်လို့ နှစ်ရဲ့နှစ်ခတ်တီလေးနှစ်လေးဒီကျွန်တော်ဒီမှာအချိန်မြအလုံးမဒါလေးရနားလည်းမထင်တဲ့ပေါ့နော်အကိုမတို့ကအကြိုက်ပါမှလည်းသုံးပြကျွန်တော်တို့ဒီမှာတော့1ချိန်2ချိန်တီတော့တွဲရင်တော့အပြီးပေါက်လေးတွေတော့ပေးနေရပေါ့နော်နှစ်နာရီကနေ2လေးရ30တဲ့ပြနော်6 tip break ၄နှစ်ဆိုတော့6 break 30ဆိုတော့1 tip break 6 tip break ဆိုတော့ break ပါပါပေါ့နော် ဲ့ဆိုကျွန်တော်ဒီမှာဒီ38အချိန်နဲ့39ခွန်အချိန်နဲ့တွဲရမှာလဲ3ခွန်ဆိုပြီးထွက်တယ်16အချိန်18အချိန်မှာလဲကျွန်တော်တို့16ဆိုပြီးအပြီးပေါက်ထွက်တယ်ပေါ့နော်ဒီမှာလဲ16အချိန်ခွန်39အချိန်မှာလဲကျွန်တော်တို့10ဆိုပြီးတော့အပြီးပေါက်ထွက်တယ်ဗျဒါဆိုဒီမှာ83အချိန်24အချိန်တွဲရင်လဲအပြီးပေါက်ပေါ့နော်ဒါဆိုရင်နောက်ထပ်ဝန်းကျင်လေးလဲကျွန်တော်တွက်ပြပေးအောင်မယ်ဗျာ တုံညာရဲ့ရှေ့ရဲ့ဒီရခွင်ရဲ့၃လုံးပေါင်းချင်းဒီ၅၅ရဲ့နှစ်ခက်ဒီ၃၅၃ဒီဒီမှာအချင်းပြကျော်ဒီ9 3အချင်းဆိုလဲဒီမှာကျော်တော့1 1ဆိုတော့ဟော3ခွန်ဆိုတော့ကျော်ဒီမှာ3ထီတယ်ပေါ့နော်ကျော်ဒီမှာဒီ3ည8ခွန်3လုံးပေါင်းချင်းဒီ9 9နှစ်ခက်ဒီ3 9 3အချင်းမှာလဲ3ခွန်ထွက်တော့3ထီတယ်နောက်တစ်ပြန်ဒီလဲ2ရဲ့1ကပေါင်းချင်းဒီ3 3နဲ့ဒီရ8နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့ တရဲ့နှစ်ခက်တိရှစ်တရှစ်တိလဲကျွန်တော်ဒီမှာအချိန်ပြ။အဲတော့ဒီတရှစ်အချိန်မှာလဲ၈၆ထွက်တော့၈ ठी တယ်ဗျ။နှစ်လေးကိုလဲခွင်ကိုကရင်ကောင်းလားဗျ။ဘရိတ်ကတော့ကျွန်တော်ကိုးလေးပလေးတွေတွေ့တယ်ပေါ့နော် ကိုမတို့ကြက်ရင်တော့တုံးမယ်ကျွန်တော်ပရိလန်လေးလည်းပြကြရင်တော့ရှင်းပြမှာပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပင်ဒီ6ရဲ့8ကပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရက်1နဲ့ပေါင်းတော့8 6 8ပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့နှက်ခက်ဒီ8တက်ဒီလည်းကျွန်တော်ဒီမှာအချိန်ပြတော့ဒီ8တက်အချိန်ဆိုလဲဒီမှာ30ထွက်တော့1ထိတာပဲပေါ့နော်ဒါဆိုကျွန်တော်ဒီနေ့မှာ1ချင်းဒီ2ရဲ့4ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီရက်8နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့၄ရဲ့နှက်ခတ်ဒီနှစ်၄နှစ်ဒီကျော်ဒီမှာအချိန်ပြ ဒါဆိုကြတော့ဒီမှာတော့နှစ်လေးအချင်းဒီပိုးရအကောင့်နဲ့တော့တွေ့ရတယ်ပေါ့နော်ဒီလိုအကောင့်နဲ့တွေ့ရတယ်ဆိုပြီးတော့လဲကျွန်တော်တို့မှာတော့လွဲလွဲနေတယ်ပေါ့နော်ဒါကြောင့်လဲကျွန်တော်လဲအားတော့နားတယ်ပြအတွက်တော့ပြရတာဒီမှာဆိုရင်ကျွန်တော်တို့38အချင်း39ခွင့်အချင်း93အချင်းပေါ့နော်ဒီကောင်တွေကိုခွေလိုက်ရင်လဲကျွန်တော်တို့3ခွင့်ဆိုပြီးပါမယ်ဒီမှာလဲကျွန်တော်တို့168ဆိုရဲကဏန်း3လုံးခွေရင်တောင်မှ16ပါတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ တ်16ခွန်3ည8ပေါ့နော်ဒီကနန်း၅လုံးခွေရင်30ဆိုပြီးပါမယ်ဒီနေ့မှာတော့ကျွန်တော်ခွေရမှာဒီတော့8324ပေါ့နော်အခုမှတော့ကြည့်ရင်တော့ကစားပါဗျကိုကျော်တဲ့ထိတ်3လုံးမရဘူးလားတဲ့နှစ်လေးကထိတ်စီးဖြစ်နေတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်မနေ့ကထိတ်စီးလဲရတော့ဒီနေ့မှာတော့6လေး6ထိတ်စီးရတယ်ပေါ့နော် တော့မင်းရထိုက်စီလန်းนี่ပြန်တွက်ပြမှာပေါ့เนาะစိုးရံဦးရဲ့တစ်ပရိတ်ထိုးတဲ့အော်ဒီမှာ3ခွန်3ညပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ3ညာ3ညပါဝါ5 3ညနှခက်ခွန်3ညငါးခွန်ဖြစ်ခြင်းကြောင့်ကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီလည်း3ညငါးခွန်ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်4 3ပေါင်းခြင်းဒီကျွန်တော်ခွန်ဆိုပြီးတော့ဖြစ်တယ်ဗျ ဒါဆိုရင်နောက်တစ်ပင်ကလည်း၃ညရဲ့ရှေ့ရဲ့ဒီရက်နှစ်ကဒီ၃လုံးပေါင်းချင်းဒီ၃ည၃ညပါဝါတီ၅၃ညနခတ်တီခွန်၃ည၅ခွန်ဖြစ်ချင်းကြောင့်လည်းဒီနှလုံးပေါင်းချင်းဒီလည်း၃ည၅ခွန်ဖြစ်ရမယ်ဗျဒီမှာဒီခွန်ရှစ်ပေါင်းချင်းဒီကျွန်တော်တို့၅ဆိုပြီးတော့ဖြစ်တယ်ဒါဆိုရင်နောက်တစ်ပင်ကလည်း၂ရဲ့၁ကပေါင်းချင်းဒီ၃၃နဲ့ဒီက၉နဲ့ပေါင်းတော့၂ဒီ၃လုံးပေါင်းချင်းဒီ၂ဖြစ်လို့၂ပါဝါတီခွန်၂နခတ်တီလေး၂ခွန်လေးဖြစ်ချင်းကြောင့် ဒီနှလုံးပေါင်းခြင်းဒီလဲနှစ်ခွန်လေးဖြစ်ရမယ်ဆိုတော့6တပေါင်းခြင်းဒီကျွန်တော်ခွန်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ9ရဲ့8ကပေါင်းခြင်းဒီခွန်ခွန်နဲ့ဒီရဲ့နှစ်နဲ့ပေါင်းတော့9 9ပါဝါဒီလေး9နှစ်ခတ်ဒီ6 9လေး6ဖြစ်ခြင်းကြောင့်ဒီနှလုံးပေါင်းခြင်းဒီပေါ့နော်ဒီရဲ့၃ညနောက်ပေရဲ့ကျွန်တော်ဒီညနေထွက်မဲ့ထိပ်စီးရဲ့ပေါင်းခြင်းဒီ9လေး6ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီမှာ၃ညနောက်ပေရှိထားတာဖြစ်တဲ့အတွက်9ဖြစ်အောင်ဆိုရင်တော့ကျွန်တော်တို့9ထိပ်ပေါ့နော် 9ဖြစ်အောင်ဆိုရင်9ထိပ်4ဖြစ်အောင်ဆိုရင်လည်း4ထိပ်6ဖြစ်အောင်ဆိုလည်း6ထိပ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ9လေး6ကြည့်တော့ထိပ်စီးတော့တွေ့ရလေဗျကျောင်းအခုလည်းမနေ့ကလည်းတက်ပိတ်ထိုးတယ်လေတရားဖို့ရတယ်လေဟုတ်ကဲ့ပါဗျာနော်ကိုကြောတယ်ကိုထိတ်ကြိုက်တယ်ပြောတာမသိပဲနော် ကျွန်တော်ဒီမှာတော့၈နှစ်၈လ၃နှစ်၃လပေါ့နော်ဒီ၄ွက်တီတော့ကျွန်တော် main ပေါ့နော်ဒီမှာတော့ကျွန်တော်ကပရိသေပေါ့နော်ကျွန်တော်ထင်မြင်ယူဆချက်ပရိလိုင်းပေါ့နော်ဒီမှာဆိုကျွန်တော်တို့ခွင်ရ၃ညရဒီရခွင်ရ၃လုံးပေါင်းခြင်းခွင်၃ညခွင်ပေါင်းခြင်းဒီ၄၄ပေါ့နော်အဲ့ဒါဒီကျွန်တော်ဒီမှာဒီ၄ပရိပေးလေဗျအမှန်တော့ကျွန်တော်၄ကိုပရိပေါ့နော် ခွန်း၃ညခွန်းပေါင်းခြင်းဒီလေလေးပါဝါကို၄ကိုပြိမှ၈၆ဆိုပြီးတော့၄ပြိထွက်တယ်ဗျ။ဒါဆိုရင်နောက်တစ်ပြင်က၈ရဲ့2ရဲ့ဒီက6ကို၃လုံးပေါင်းခြင်းဒီ6 6ပါဝါဒီ1 6 1ပြိမှကျွန်တော်တို့30ဆိုပြီးတော့1ပြိထွက်တယ်ပေါ့နော်။ဒါဆိုရင်ရောဒီမှာ1ရဲ့6ရဲ့ဒီက၃ညရဲ့၃လုံးပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညပါဝါဒီ9၃ည9ဒီပြိရောဒီပြိလိုက်ရရင်လည်း1 9 3ညပေါင်းခြင်းဒီ3ည3ည9 တွေပေါ့နော်ဒီမှာလည်းအပင်တို့ပရိလန်းလေးဒီကျွန်တော်တို့ဒီအလဲနှလုံးပေါင်းခြင်းပေါ့နော်တစ်သုံးပေါင်းခြင်းဒီလေးလေးပါဝါကိုဒီမှာလေးကိုပရိမာကျွန်တော်တို့၈၆ဆိုပြီးလေးပရိထွက်တယ်ဒီမှာလည်း၈၈ပေါင်းခြင်းဒီ၆၆ပါဝါဒီ၁၆၁ပရိမာကျွန်တော်တို့၁၀ဆိုတော့၁ပရိပေါ့နော်ဒါဆိုကျွန်တော်ဒီနေ့မှာဒီပရိလန်းရဲ့ဆက်ပေးရင်၄၁ပေါင်းခြင်းဒီ၅၅ပါဝါဒီ၃ည၅၃ည၃ပရိအစောနဲ့အားလေကျွန်တော်တို့၁၉၃ညပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညပါဝါ၅ပေါ့နော်၃ည၅ပရိ ဒီမှာလဲအလဲနှလုံးပေါင်း၄၁ပေါင်းချင်းဒီ၅ဖြစ်လို့၅ပါဝါ၃ည၅၃ည break ကျွန်တော်ဒီ play line ကိုဘာလို့ရွေးပေးလဲဆိုတော့ကျွန်တော်ရဲ့တပတ်တာမူရပေါ့နော်၅၃ည break ရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ play line ကိုပဲရွေးပြီးတော့ပြပေးခြင်းဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့နောက်ပိတ်ဟိုလေးလဲကိုမတို့ကြိုက်ရင်တော့၃လို့ရအောင်လို့ကျွန်တော်တွက်ပြပေးမှာပေါ့နော်၄ထိပ်ကြိုက်ပါတယ်ဟုတ်ကဲ့ပါဗျာ ကျတော့ဒါနောက်ပိတ်လိုင်းလေးပေါ့နော်နောက်ပိတ်လိုင်းဒီကျွန်တော်တို့ဒီမှာဒီကောင်းပေါင်းချင်းပေါ့နော်ဒီက၃ထည့်ရဒီက9နောက်ပိတ်ရဒီနှလုံးပေါင်းချင်းဒီ၃ညဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီလည်း3ရ6ကပေါင်းချင်းဒီ9ဆိုပြီးတော့ဖြစ်တယ်ဗျကျတော့ဒီမှာဒီလည်း8ရ3ညရပေါင်းချင်းဒီ8ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာ၃ညအောက်ငဲသွားတာပေါ့နော်၃ည9 8ခွန်ဆိုပြီးတော့ကျွန်တော်တွားကျင်တယ်ဗျအားလုံးလည်းနားလည်မယ်ထင်တယ်ပေါ့နော် ဒါလေးရလေကိုမတို့ကြိုက်နေတဲ့မှာ၃ပေါ့နော်၃ခွန်ပေါင်းခြင်း၃ည၃ချောပေါင်းခြင်း၉၈၃ညပေါင်းခြင်း၈ဒါဆိုကျွန်တော်ဒီမှာဒီခွင်ဖြစ်အောင်ဆိုရင်ပေါ့နော်တရဒီကနောက်ပိတ်ကပေါင်းခြင်းဒီရခွင်ဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ6နောက်ပိတ်ထဲမှာပဲကျွန်တော်တို့ခွင်ဖြစ်မယ်ပေါ့နော်အလုံးမဲ့ဒါလေးလည်းနားလည်မယ်ထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်ဒီ6နောက်ပိတ်ကိုပဲနောက်ထပ်ဟိုယူထားပေါ့နော်နောက်ထပ်ဒီကျွန်တော်တို့ဘယ်လိုယူလဲဆိုတော့ ော့ဒီမှာဒီဒီအတစ်ရဲ့ဒီအဟိုဟာရဲ့နောက်ပိတ်ကပေါ့နော်တော့ဒီမှာဒီ1ရဲ့4ရဲ့ဒီရခွင်ရဲ့1လေးခွင်ပေါင်းခြင်းဒီကျွန်တော်တို့နှစ်ဆိုပြီးတော့ဖြစ်တယ်ဗျအားလုံးပဲနားလည်မှထင်တယ်ပေါ့เนาะကျွန်တော်ဒီမှာ1ရဲ့4ရဲ့ဒီရခွင်ရဲ့3လုံးပေါင်းခြင်းဒီနှစ်ဆိုပြီးတော့ဖြစ်တယ် နောက်တစ်ပြန်ဒီလဲ၈ရဲ့9ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီရဲ့6နဲ့ပေါင်းတော့ကျွန်တော်1ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပြန်ဒီလဲကျွန်တော်တို့4ရဲ့ဒီရဲ့6ရဲ့ဒီရဲ့3ညရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့3ညဆိုပြီးတော့ဖြစ်တယ်ဒီမှာကျွန်တော်တို့1လေး9ပေါင်းချင်းဒီ2 8ခွန်6ပေါင်းချင်းဒီ1 4 6 3ညပေါင်းချင်းဒီ3ညဒီမှာတွားနေတာဒီကျွန်တော်တို့1 1 3ညပေါ့နော်ဒါကြောင့်မို့ကျွန်တော်1 1 3ည6ဆိုပြီးတော့ကျွန်တော်တွားကျင်တယ်ဗျာ ဒါဆိုရောဒီမှာ3ရာ3ဟာ3နောက်ပိတ်ကဲ10ရာ3ရာနောက်ပိတ်ကဲကျွန်တော်ဒီအခုထွက်မဲ့ညနေနောက်ပိတ်ကဲပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့6ဆိုပြီးတော့သွားကျင်တယ်ဗျအားလုံးပဲနားလည်ကြမယ်ထင်တယ်ပေါ့နော်ပထမကလည်းကျွန်တော်တို့ဒီမှာဒီ6နောက်ပိတ်ရထားတယ်ပေါ့နော်ဒီမှာဒီလည်းကျွန်တော်တို့1 1 3ရာ6သွားချင်းဒီကျွန်တော်ဒီမှာ3 3ရာပေါင်းချင်းဒီ3ဖြစ်နေတာဖြစ်တဲ့အတွက် ဟိုဒီကိုဖြစ်အောင်ဆိုရင်လည်းကျွန်တော်6နောက်ပေးပဲထည့်ရမှာပေါ့နော်6နောက်ပေးတည်တော့2ချက်တော့တွေ့ရဗျဒါဆိုရင်ကျွန်တော်မင်းရယူခဲ့တဲ့ break line တည်တော့မင်းရယူခဲ့တဲ့ break line ကတော့ကျွန်တော်ဒီမှာပေါ့နော်10ဘူးက10နောက်ပေးရဲ့သူ့ရဲ့တပင်ကျော်က break ကပေါင်းချင်းတည်ကျွန်တော်10ဆိုပြီးတော့ဖြစ်တယ်ဗျတို့ဒီရ10ဘူးက10နောက်ပေးရဲ့သူ့ရဲ့တပင်ကျော်က break ရဲ့ပေါင်းချင်းတည်ကျော်တို့10ဆိုပြီးတော့ဖြစ်တယ်ပေါ့နော် ။ဒါဆိုနောက်တစ်ပင်ကလည်းကျွန်တော်300 4နောက်ပဲရဲ့သူ့ရဲ့တပင်ကျော်ကပရက်ရဲ့၄ရက်ဒီရက်၈ကပေါင်းချင်းတီနှစ်နှစ်နဲ့ဒီရက်၆နဲ့ပေါင်းချင်းတီလေကျွန်တော်ဒီ၈ဆိုပြီးတော့ဖြစ်တယ်ဗျ။အဲဆိုဒီမှာကျွန်တော်တို့၃ခွန်ကခွန်နောက်ပိတ်ကို သူ့ရဲ့တပင်ကျော်ကပရိတ်ခွန်နောက်ပိတ်ကိုတပင်ကျော်ကပရိတ်နဲ့ပေါင်းချင်းတီလေ၈ဖြစ်ရမှာပေါ့နော်။ဒါကြောင့်မို့ကျွန်တော်မနေ့ကဒီမှာဒီတက်ပရိတ်လေးတွေးထားလို့ကျွန်တော်ရှင်းပြခဲ့တယ်ပေါ့နော်။ဒါဆိုရင်ဒီနေ့မှာဒီပရိတ်လေးရဲ့ဆက်ပေးမယ်ဆိုရင် 6-6က6နောက်ပိတ်ကိုသူ့ရဲ့တပင်ကျော်ကပရိတ်နဲ့ပေါင်းချင်းဒီကျော်8ဖြစ်ရမယ်ဆိုရင်ဒီမာဒီကျော်တို့6နောက်ပိတ်ရှိထားတာဖြစ်တဲ့အတွက်8ဖြစ်အောင်ဆိုရင်တော့ဒီမာဒီ2ပရိတ်ထဲမှာပဲ2ပရိတ်ထဲမှာပဲကျွန်တော်တို့8ဖြစ်မှာပေါ့နော်အားလုံးပဲဒါလေးလည်းနားလေကြမယ်ထင်တယ်ဗျကျွန်တော်တွေ့ပြရရနည်းနည်းတော့ရှုပ်ကုန်ပြီပေါ့နော် အစောနာကျွန်တော်ကတော့၈၃အချင်းကို၂၄နဲ့တွဲတာပေါ့နော်အဲ့ဒါဆိုတီတော့ကျွန်တော်တို့ကဏန်း၄ခွက်ထွက်မယ်ဒီမှာတီတော့ကျွန်တော်တို့၉၆၄၆၆ဘူးဆိုပြီးတော့ကဏန်း၃ခွက်ဒီတဲထိုးရမှာပေါ့နော်အဲ့လိုမဲ့ကြက်ရင်တော့၃ပြဒါမှမဟုတ်လဲကျွန်တော်ဒီ၉၄၆ကိုပဲနောက်ထပ်ပြမယ်ပရိတ်ပေါ့နော်ပရိတ်ဒီ၉၄ပရိတ်ဒီတော့၂လိုင်းတွေ့တယ်ဒါပေမဲ့မနေ့ကလို့လည်းဖြစ်မှာဆိုးတာဖြစ်တဲ့အတွက်ဆိုကျွန်တော်တိတ်တော့မပြချင်တော့ဘူးပေါ့နော်အဲ့လိုမဲ့နားလည်းမလို့တော့ထင်တယ်ဗျာ နောက်ထပ်ပရိသေဒီပေါ့နော်ကျွန်တော်ဒီမှာဒီ884ပေါ့နော်8ရဲ့8ကပေါင်းချင်းဒီ6 6နဲ့ဒီက4နဲ့ပေါ့နော်3ညာ3ညာပါဝါ5ဒီမှာဒီ3ညာ5ပရိတ်မှာ3ခွန်ဆိုပြီးတော့3ညာပရိတ်ထွက်တယ်ဗျနောက်တစ်ပြင်က34ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီက9နဲ့ပေါ့နော်4ပါဝါဒီ9 4 9ပရိတ်မှာကျွန်တော်တို့86ဆိုပြီးတော့4ပရိတ်ထွက်တယ်အဲ့တော့ဒီမှာကျွန်တော်တို့3ခွန်6ပေါင်းချင်းဒီ6 6ပါဝါဒီ1ဒီ6တက်ပရိတ်မှာကျွန်တော်တို့30ဆိုတော့တက်ပရိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော် ဒီနေ့အတွက်က၈ရက်၆ရက်၃ညရက်၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ဘာဝကို၄ကိုပရိလဲတွေ့တယ်ပရိဒီ၄ကိုပရိကကျွန်တော်၂လိုင်းတွေ့တယ်ပေါ့နော်စတာပြိုတနေ့မှမမှန်ဘူးရဟုတ်ခဲ့ပါဗျာနော်မမှန်တော့မမှန်ပါဘူးဗျာဒါပေမဲ့လည်းကျွန်တော်တို့တွေ့ပြတဲ့ကဏ္ဍလေးတွေမှာတော့ပေါက်ကဏ္ဍလေးတွေပါတဲ့ခါမှာတော့ပါပါတယ်ဗျာနော်ကျွန်တော်မနေ့ရက်အမှန်ကဏ္ဍကိုကျွန်တော်ချုပ်ပေးလိုက်လို့ပေါ့နော်အကွက်တွေမနေ့ရက်ရတာကိုတော့ကျွန်တော်ကဏ္ဍနေအကုန်စီလိုက်မယ်ဆိုရင်တော့၁၀ဒီတဲတော့ပါမယ်ပေါ့နော် ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီမှာတော့ကဏန်းလေးကိုတော့စီပေးမှာပေါ့နော်အကူမလို့ကြိုက်နှစ်တက်ရင်တော့၃ပြကျွန်တော်ကတော့တပတ်စာပရိသတ်3.5ပရိကိုကြိုက်တာဖြစ်တဲ့အတွက်ဒီဆက်လေးကိုပဲကျွန်တော်ရွေးပြလိုက်တယ်ပေါ့နော်၈နှစ်၈လ၃နှစ်၃လေးပြ အောက်ကဒီ၃ခွက်တီးတော့ကျွန်တော်ဒဲထုတ်ရမယ်ခဏပေါ့နော်ဟုတ်ကဲ့ပါမိမိရဲ့ကြိုက်ကိုယ်တော့မိမိသုံးပါဗျာနော်ကျွန်တော်တို့မှာတော့အတူဒီမှာတော့အပိုင်ကနန်းရတို့တော့မရှိဘူးကျွန်တော်တို့လည်းမြင်နာတွေ့လာလေးတို့တော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးတော့ချပြပေးခြင်းဖြစ်တယ်ပေါ့နော်အကိုမတွေကြိုက်တဲ့ကနန်းဒီ၄နိုင်ခွဲထွက်မဲ့ကနန်းနဲ့ထပ်တူကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့၈၂၈၄၃၂၃၄ 6466ပုပေါ့နော်ဒီ3ခွက်တီးတော့ကျွန်တော် dead တွက်ထားတဲ့ခဏမ်းမှာဗျအလုံးမဲ့ကြိုက်နေတဲ့ရင်တော့3မှာအလုံးမဲ့ကြံကောင်းကြပါသေးဗျဘိုင်းမိန်မှာအလုံးမဲ့